တွန်နင်းမြို့လေးရဲ့တူမြောင်းကပင်လယ်ဝဘက်ကိုဆန်တက်တဲ့အခါပင်လယ်ဝအထိမရောက်ပြင်မဲ့ဝနချောင်းတို့ကရင်စုတို့ဆိုတာအရင်ကပေါ့လေညွညွမိုင်းမိုင်းနဲ့လွမ်းဆွေးစရာပန်ဝင်းကျင်လေးပေါ့ဗျာ။ စိုက်ပျိုးရေးခြံတွေကြီးပဲချောင်းတပေးလေးပေါ့အခုပြောမဲ့ဥထွားခြံကတော့ကရင်စုရွာမှာအကျယ်ဆုံးနဲ့အတိအနံအအောင်ဆုံးခြံပေါ့ခြံရှင်ဥထွားကအရက်အမြင့်6ဘီ3တန်မာထွားချင်းကျက်လက်တဲ့ခန္ဓာကိုယ်နဲ့လူချိန်လောက်ဆရာဥပဒိယုတ်ရှိပါတယ်နောက်ပြီးအတော့ကိုချောမောလာပါတယ်မျက်နှာပိုင်ရှင်လို့လည်းပြောကြပါတယ်ကိုခန္ဓာမှာလည်းစီးနီစင်းနဲ့စသည်တို့နဲ့ထိုးနှက်ထားတဲ့အင်းစမကွက်တွေအပြင်ဘလူးယုံကြားယုံဇော်ကြီးယုံတကြားယုံ စတာတွေလည်းရှိပါတယ်။ကရင်တွေထဲမှာတော့အရက်အတုံမြင့်နဲ့အလွန်အလွန်ကို ထွားချိုင်းတန်မာသူပဲဖြစ်ပါတယ်။အမေကတော့ပိုးကရင်ဖြစ်ပြီး ဖခင်ဖြစ်သူကပန်းချပီလူမျိုးလို့ပြောကြတယ်။အိမ်အောင်ကြဘူးပြီးအိမ်အောင်သက်ငါးနှစ်သူ့အသက် 35နှစ်မှာသူဇနီးဟာသွေးသွန်းရောဂါနဲ့ဆုံးသွားတယ်လို့လည်းကြားမိတယ်။တချို့ကပြောတာတော့ကိုဝင်ပြတ်ကြတယ်လို့လည်းဆိုကြပါတယ်။သူတို့လူများနှစ်ယောက်ကအဲ့ဒီခြံကြီးထဲမှာပဲနေကြတယ်။အဲ့ဒီခြံကြီးကတော့ဥထွားရဲ့မိဘများစီကအမွေရလိုက်တဲ့ခြံကြီးပေါ့ဗျာ။ဥထွားမှာအရင်ကမွေးချင်းမွန်တော်မှာနှစ်ယောက်ရှိဘူးတယ်။ သူ့အထမက အမတယောက်အကူတယောက်ပေါ့ရွယ်ရွယ်စင်မှာပဲစုံမသွားကြလို့ဥထွားတယောက်ပဲတဦးတည်းသားအဖြစ်ကြံရိတ်ခဲ့တော်တယ်။သမီးကြီးရောသားငယ်ပါချန်အနီး၆နဲ့ရေစင်ကူရင်ရေနဲ့တည်ဆုံကတာ။ကလေးနှစ်ယောက်လုံးသေးပြီးတော့၅နှစ်ကျော်၆နှစ်ကြာမှပဲဥထွားကိုကိုဝင်ရခဲ့တာ။ ဦးထွားကငယ်စဉ်ကတည်းကမြို့ပေါ်မှာပဲနေခိုင်းခဲ့တယ်တဲ့ပထမကလေးနှစ်ယောက်လိုဖြစ်မှဆိုးလို့ထင်ပါတယ်ဦးထွားမိအသေးအတန်ဖြစ်မှရွာပြန်လာပြီးအဲ့ဒီချိန်မှာသူ့မိဘတွေနဲ့အတူနေထိုင်ခဲ့တယ်သူ့အမေဟာလည်းသူ့ရံမီဆုံးသွားတယ်သူ့အမေဆုံးပြီးရှစ်လအကြံမှာတော့အဖေဖြစ်သူဟာရုတ်တရက်ယူတော်သွားပါတော့တယ်ဦးထွားအိမ်ကိုပြန်လာချိန်မှာတော့အသက်က22နှစ်တဲ့ဦးထွားအဖေဟာယူတော်ပြီးနောက်သုံးလအကြံမှာတော့ရေတွင်းထဲကိုခုန်ချပြီးအဆုံးစီရင်သွားတယ်ဦးထွားဟာအသက်30မှအိမ်အောင်ကြတယ်သူ့မိဘတွေဆုံးမိကလေးက မြို့မပြန်တော့ပဲမိသားစုလက်ငုပ်လျင်ချန်လီမှာပဲနေထိုင်ရင်းနဲ့အလုတ်ဆက်လုပ်တယ်ချန်လယ်မှာခေါင်းနှလုံးနဲ့နှစ်ထပ်ပြန်တော့အင်ဂျီနဲ့ပေါ့ရေနံကြီးတွေကလည်းတဝါကြီးတုတ်ထားတာတော့မဲ့နေနေတာပေါ့သူမိဘလက်ထက်ကလေးကရှိခဲ့တဲ့အလုတ်သမား၄ယောက်နဲ့အတူဆက်နေခဲ့တယ်အလုတ်သမားတန်းလျာလည်းစောက်ပေးထားတယ်တဲ့ကျွန်တော်တို့ငှက်သွားပြစ်တော့အလုတ်သမားတန်းရဆိုတာကိုတော့မတွေ့ခဲ့ပါဘူးအိမ်တော်ကြားပြီးဇနီးနဲ့အတူဆက်နေခဲ့တယ်ဇနီးအတွက်လည်းအိမ်အကူမိန်းကလေး၈ယောက်တောင်ခေါ်ပေးထားတာ ိမကိုအတော်ချစ်ပုံရတယ်မိမဆုံသွားပြီး2လ3လလောက်အထိမူးမပြတ်ဘူးတဲ့မိမဆုံပြီး4လတော့မဟုတ်5လကြာမှတော့ channel ရှိလို့အကုန်လုံးထုတ်ပြလိုက်တယ် ပတ်စံတော့တော်တော်များများရှင်းပြလိုက်တယ်တဲ့သူ့မိဟာမျိုးမတူကလားကိုယူလို့ရွာရှိလူအများကလည်းဖယ်ကျင်းထားတာကိုခံရတယ်ဒါကြောင့်ရွာထဲမှာမနေပဲခြံထဲမှာပဲနေကြတယ်ဥထွားကရွာကအဖိုးအဖွားတွေကိုတော့အဆက်အသွယ်မလုပ်တော့ဘူးသူ့အမျိုးသမီးကလည်းတဝန်းတော့ရွာကတဲ့တဝန်းဒေါ်လာတဝင်းဒေါ်လာတော့မသိပါဘူးကျွန်တော်တို့ကတော့တဝင်းဒေါ်လိုပဲခေါ်ကြတယ်လူကြီးတွေပြောတာကတော့တဝင်းဒေါ်ကလူစုလူမိုက်တိတ်ပေါ်တဲ့ဝန်ထောင်းကစုံပေါ်တဲ့ဥထွားကခြံထဲကိုလူမထားတော့ပဲတယောက်တည်းနေတဲ့ ညဆိုဥရချံကနေပြီးတော့ရေတံကြီးတွေလည်းကြားရတယ်တဲ့။ဟားတိုက်ပြီးတော့အားရပါရကိုရေတယ်။ဘယ်သူရေလို့ရေမှန်းလဲမသိဘူး။ဒါနဲ့ရွာကကာလာသားတွေကမတင်ငါလို့လူစုပြီးတော့သူ့ခြံထဲကိုသွားကြတယ်။သူတို့ပြောပြတာနော်။ကျွန်တော်ကကြားခဲ့သမျှဖောက်တယ်ပြန်ချတာ။အဲ့ဒီခြံဝင်းအကျယ်ကြီးကြီးမှလည်းခြံစည်းရိုးကမရှိဘူးတဲ့။ခြံဝင်းကလေးရဲ့နားလည်မှုနဲ့အကျယ်တရောင် အနက်တရောင်မြောင်းလေးတူပြီးနန်းနမိတ်စည်းကိုတတ်မှတ်ထားတယ်။ခြံတကားတော့ရှိတာပေါ့။ကျွန်တော်ကတော့နားမလဲပါဘူး။ ခြံစည်းရိုးမရှိပဲခြံတကားပဲရှိတော့ဘာလုပ်လို့ရမှာလဲလုံလဲမလုံကြုံဘူးထားပါဆက်ပြောပြပါမယ်ဒါနဲ့ကာလာသားတွေကခြံထဲကိုရောက်တော့ခြံတကားကတော့ခတ်ထားတယ်အပြင်းများသွားသလားပေါ့လေဒါပေမဲ့မသွားမှန်းလဲစိတ်ထဲကနေတိလူတလူလူဖြစ်နေတယ်ဒါနဲ့ရဲစိတ်တင်ပြီးလူကလည်းများဓာတွေကလည်းပါတော့ခြံတကားဘေးနားကနေခြံကိုဖျဲပြီးဝင်သွားကြတယ်တဲ့ခြံလည်းအိမ်စီကိုရောက်တော့ခြံတကားကြီးကပိတ်ထားတယ်ဒါပေမဲ့တော့မခတ်ထားဘူးအခြေအနေကြည့်နေတော့ဥထွားကိုအိမ်အနောက်ဘက်မှာငှက်ကြီးတောင်ဓာကြီးကိုကိုင်လျက်ရိတ် တယ်တွေ့လိုက်ရတယ်။ဓာတ်နဲ့ပြေးကြည့်တော့လည်းပျောက်သွားပြန်တယ်။ခလန်းလန်းမှာချောင်းဘက်ကိုသွားနေတာကိုလည်းတွေ့လိုက်တယ်။ပစိုးတိုတိုဝေးပြီးကြောပလာနဲ့လက်ထဲလေငှက်ကြီးတောင်သားကြီးကိုကင်ထားတယ်။ခေါင်းကလည်းငိုင်းဆိုင်ငိုင်းဆိုင်နေပဲ။လှဲမခုံမိကြဘူး။အာစိတ်ထဲထားသလိုဖြစ်နေကြတယ်တဲ့။နောက်ကလည်းလိုက်သွားကြတယ်။တော်လန်းလည်းရှိတာကိုသွားနေရင်လည်းရှိကမြင်နေရတဲ့ဥရောကပျောက်သွားတယ်။ဇဝေဇဝါနဲ့လိုက်ကြည့်နေတော့အနောက်ကနေဟေ့ဘသူတွေလဲကွာလို့မေးတယ်ကိုကြတော့လှဲ့ကြည့်လိုက်တော့တေးရာကြပြီဖြစ်တဲ့ဥရောအဖေဖြစ်နေတယ်။ဗဇက်ထဲမှာလည်းတရေတွေစီးကြပြီးမျိုးလုံးကြီး းကလည်းနီနီရဲရဲကြီးတဲ့။ဘာပြောကောင်းမလဲဗျာ။ကာလာသားတွေအော်ပြီးပြေးလိုက်တာမှတန်းနေတာပဲ။အဲ့ဒီကလည်းဥထွားကမြို့ပေါ်သွားတယ်တဲ့။အိမ်မှာခြံထဲမှာပေါ်လုံးဝမရှိဘူးတဲ့။အဲ့ဒီကိစ္စဖြစ်ပြီး၃ရက်လောက်ကြာမှသူပြန်ရောက်လာတာ။ရွာကလူတွေကသူ့ကိုပြောပြတာပေါ့။သူကလည်းမယုံဘူး။နောက်တော့ရွာကကာလာသားတွေကုံဆူးပြီးသူ့ခြံထဲကိုညာဘက်ကိုချောင်းကြတယ်။လူရှိနေလို့လားတော့မသိဘူးဗျာ။ဘာမှမတွေ့ဘူး။သူမြို့တက်သွားတဲ့နေ့တွေကိုစုပြီးတော့သွားချောင်းတော့အိမ်အနီးဆုံးမှာပဲဆုံးသွားတဲ့သူ့အဖေရောအမေအပြင်ကလေးတွေနှစ်ယောက်ဆော့နေတာကိုလည်းတွေ့ရတယ်။ နောက်ပြီးသူမိမကလည်းရင်ခွင်ပိုက်ကလေးလေးနဲ့ကာလာသားတွေလည်းခြံအပြင်ဘလို့ပြန်ထွက်မိမှန်းကိုမသိတော့ဘူးပဲဗျာ။ရွာကလူကြီးတွေကဥထွားပြန်လာတော့သူ့ကိုပြောပြပြီးအဲ့ဒီချိန်မှာမနေခိုင်းတော့ဘူး။ဒီတော့ဥထွားကပြောတယ်တဲ့။တေးသူအားလုံးကိုရွာသိမ်းကြီးမှာမြောက်ခွဲတာ။သူ့အိမ်ထဲကိုဘာလို့ရောက်နေတာလဲ။မဖြစ်နိုင်တာပေါ့လေ။ဒါတွေကဥထွားမသေးခင်ကအဖြစ်ပြက်တွေပေါ့။ဥထွားဟာခြံထဲမှာဆက်လက်နေထိုင်ပြီးစီးပွားဥစ္စာတို့လို့အလူကြီးပေးပြီးတော့ဘဝတလျှောက်သူ့ကိုယ်သူတတ်မသိခင်အထိအလူအဒန်းဌာနတွေနဲ့ဥပုပ်သီလာတွေများစွာစောက်တည်ခဲ့တယ်။သူ့အသက် 1955နှစ်မှာတက်တည်ခဲ့တာပါ။သူဇနီးသေးပြီးအနှစ်20အကြာမှာပေါ့။နောက်အိမ်တော်လည်းမပြုခဲ့ဘူး။ရွာထိုင်မှာဇရက်ကိုလည်းလှူထားတယ်။ရွာသိန်းချင်းမြေကိုလည်းစီယိုခတ်ပေးတယ်။တရွာလုံးသုံးဖို့ရေရင်းသုံးနှင်းလည်းတူပေးခဲ့တယ်။သူတွေဘုံကလည်းအစမ်းအပြ။ဟုံကြီးเจ้าကကပ္ပီယာကြီးနဲ့เจ้าသား၃ယောက်ကိုရင်နှစ်ပါးတို့ရွာထဲကိုစွန့်ကြိုက်လိုက်သိမ်းရင်းဥထွားအိမ်ရှိကိုရောက်တော့အငဲဆုံးကိုရင်လေးကဥထွားစီကိုဝင်းမှုပြောတယ်။ဥထွားကစွန့်ကြိုက်မပို့ပေးဘူး။တတိစွန့်နှောက်ပြီးခြံထွက်သီးနှံနေလေအမြဲလှူတယ်။ဒါနဲ့ခြံ နဲ့ဝင်မယ်လို့တော့ခြံတကားဖွင့်ထားတာကိုတွေ့တာနဲ့ဝင်သွားလိုက်တာတကြောကြောခပင်းမဲ့ပြန်ထူးတယ်လဲမကြရဘူးအဲ့ဒီအချိန်ចောင်းသားတယောက်ကဟာ ဟိုးအိမ်နောက်ဘက်မှာဥထွားထင်တယ်လို့ပြောလို့ကပ္ပိယကြီးလှမ်းကြည့်လိုက်တော့ဥထွားတရောင်ကရင်လုံးကြီးနီနီရဲရဲကြီးကိုဝတ်ထားပြီးကြောပလာနဲ့လက်ထဲမှာငှက်ကြီးတောင်သားကြီးကိုလည်းခြင်ထားပြီးခေါင်းငိုက်ဆိုင်ငိုက်ဆိုင်နဲ့ချောင်းထဲဘက်ကိုထွက်သွားတာတွေ့လိုက်တယ်။ဒါတော့ဝိုင်းခေါ်နေကြတာကိုမကြဘူးလားပြန်မထူရကောင်းလားဆိုပြီးတော့ကပ္ပိယကြီးကပြေးလိုက်သွားလေတော့တယ်။ចောင်းသားသုံးယောက်နဲ့ပြေးလိုက်သွားလေတော့တယ်။ကိုရင်နှစ်ပါးပဲចန်ခဲ့တဲ့ပြေးလိုက်သွားကမှမျက်စိရှိမှရင်သွားနေတဲ့ဥထွားကပျောက်သွားလေရော။ ကပီယာကြီးမျက်စိလဲသွားတယ်မတွေ့တော့လို့ပြန်လာတဲ့အခါကိုရင်နှစ်ပါးကိုလည်းမတွေ့တော့ဘူးစွန့်ကြိုက်နေကလည်းဖယုတ်ပရဲ့ဖြစ်နေတယ်အဲ့ဒီအချိန်အကြောင်းသားနှစ်ယောက်ကဟာအိမ်နောက်ကမကြီးပင်မှာဥထွားတန်းလန်းကြီးတန်းလန်းကြီးလို့អော်တော့ကပီယာကြီးကကြိလိုက်တော့ဥထွားကလည်းဘေးမှာကြိုးကြီးတန်းလန်းနဲ့ဒိနေရှာလေရဲ့အဲ့ဒီအချိန်လေဒီမိုးတွေကလည်းရုတ်တရက်ရွာချလာတယ်ကပီယာကြီးနဲ့ចောင်းသားသုံးယောက်ပြေးလိုက်တာလည်းအလဲလဲအကွဲကွဲပေါ့မိုးတန်နေလေတန်နေကမသိမကွဲပဲရဲတန်လုံးလိုကြားလိုက်ပြန်တယ်ကိုရင်နှစ်ပါးကိုလည်းမရှာတော့ဘဲနဲ့သူတို့ထက်ကဥအောင်ပြေးကြတယ် အန်ဩစရာချန်ပီယံလေးရောက်ရောကောင်းဝင်ကြီးတခုလုံးကကြည်လင်းလို့မိုးလည်းမရဘူးလေပင်းနေလည်းမကြဘူးကြောက်ကြောက်လန့်လန့်နဲ့ဘုန်းကြီးကျောင်းပြန်ပြီးတော့လမ်းမှာဆရာတော်နဲ့တွေ့တယ်ကိုရင်လေးနှစ်ပါးကလည်း ကြောင်းပြန်ပြေးပြီးဆရာတော်ကိုပြောပြလို့ဆရာတော်ကြီးကရောက်ချလာတာရွာကလူကြီးလူငယ်တချို့လည်းပါလာတယ်ကပ္ပယာကြီးနဲ့ကျောင်းသားသုံးယောက်ပြေးလိုက်သွားတော့ကိုရင်နှပားကဝင်းကြီးနဲ့ရှောက်ရမလားပြေးရမလားမသေးခွဲလို့ကြံရင်ခဲ့တယ်အဲ့ဒီအချိန်ရွေရင်းထဲကရည်တန်ကြီးကိုကြားပြီးအိမ်အပေါ်မှာလဲခလေးငိုတန်နေခလေးချောတဲ့မိန်းမအတန်နေလို့ကိုရင်ငယ်နှပားကဝင်းကြီးနဲ့မရှောက်နိုင်တော့ပဲခနောင်းနဲ့တင်မှာတသားတဲကြအောင်ပြေးလိုက်ခါစွန့်ကြိုက်နေတော့မယူမိတော့ဘူးကျောင်းမဆရာတော်က ရွာကယမိယဖတွေနဲ့ဇေဒီလေးရွှေတင်ငဲလေးကပ်ရင်ကောင်းမလားထုံးတင်ငဲလေးကပ်ရင်ကောင်းမလားတိုင်မြင်နေတဲ့အချိန်ပေါ့ဆရာတော်ကငိုကြီးချမနဲ့ပြောပြချလို့ဆရာတော်ကငိုကြီးချမနဲ့ပြောကြလို့ဆရာတော်ကလည်းအားချင်းထလာတာလူတွေလည်းပါလာတာပေါ့ ။ဆရာတော်တို့အဖွဲ့ခြံထဲကိုခြေချမိတဲ့အခါလေတံရောမိုးတံရောမကြဘူး။စွန်းကြိုင်တွေလည်းနေရာမပြတ်ဘူး။ဒါပေမဲ့ဖွင့်ကြည့်တဲ့အခါကျတော့ဟင်းတွေကမရှိတော့ဘူး။အေရန်နောက်ဖက်ရောက်တော့ဥထွားအလောင်းကိုတွေ့တယ်။နွားချီတဲ့ကြိုးကြီးနဲ့ဇွဲကျူးချပြီးသိနေတာတဲ့။အလောင်းကလည်းအနံ့နေထွက်နေပြီးတေလာရက်အနှဲငယ်ကြနေပြီထင်ပါရဲ့။မြို့တက်သွားတယ်လို့ထင်တာရဲ့။ သူ channel ဘယ်သူမှမဝင်ရဲရတဲ့ကြောင့်သူပြောက်နေတာကိုတတိမထားမိလိုက်ကြပဲလိုက်မရှာမိကြတော့ဘူးလေသူ့ရဲ့ရုပ်လောင်တကြိုပြီးတဲ့နောက်မှာတော့သူ့ချန်ကိုသူ့အမေဘက်ကတော်ဘူးတဲ့အမျိုးတွေကတိတ်ုံသွားကြတယ်အဲ့ဒီမှာတွေဥထွား6ဒေါ်လာပါပဲ တခြားမိသားစုဝင်တွေကမချောက်ဘဲဥထွားပဲခြောက်တာတဲ့ဥထွားခြောက်တာတွေရေးပြရရင်တော့ဓာတ်ထည်စပိုးရှိမယ်ထင်တယ်အဲ့ဒီအကြောင်းတွေကတော့ကျွန်တော်မမွေးခင်ကအခါတွေဖြစ်ပြီးတော့ကျွန်တော်ငှက်သွားပြတဲ့အချိန်15နှစ်သားအချိန်ကဆိုရင်ဖြစ်လွန်ခဲ့သောအနှစ်40ပေါ့ယခုဆိုရင်တော့လွန်ခဲ့ပြီးတော့260ကျော်ပြီပေါ့ဗျာအဲ့ဒါလို့6လံပြီးနောက်ပိုင်းသူ့ချယ်မှာဘယ်သူမှမနေရကြတော့ဘူးပိုင်ရှင်မဲ့ခြံကြီးဖြစ်သွားပြီးတော့တရေ6တဲ့ဆိုပြီးဟိုးလေးတကြောကြောဖြစ်သွားတာကျွန်တော်တို့လက်ထက်မှာတော့မကြောက်မရွံ့ ငါသွားပြကြတယ်ငါဖမ်းသွားကြတယ်ခန်းနဲနိုင်တယ်အသီးတွေခူးစားတယ်တခြားချက်စားလို့ရတဲ့အသီးတွေလည်းခူးပြီးတော့ရောင်းစားကြတယ် ုံတိခူရောက်နေအပင်မော်တွေကိုတက်တယ်ရေရင်းဆိုတာကိုတော့မတွေ့တော့ဘူးသူတို့ပြောတာတော့ဖြိုချပြီးမြေဖြိုလိုက်တယ်တဲ့ကြောက်ရေရင်းကန်လေးတော့တွေ့တယ်အိမ်ကြီးအပေါ်တော့မတရေကြဘူးတရေချောက်တာထက်ဥထွားသိပြီးနောက်ပိုင်းအိမ်အောင်ပရိဘောကနဲ့အခြားဟာတွေကဘာမှတဲလို့မရဘူးထားခဲ့ရတယ်ပြောကြတယ်တခိုးလို့အဆွဆွဲမခံချင်ဘူးလေကျွန်တော်တို့ညီအကိုတွေသွားကြတယ်၂ယောက်၃ယောက်၄ယောက်ဓာတ်နဲ့အ ਨੇ ဆုံးပေါ့တခါတလေ15ယောက်အယောက်20လဲညီအကိုတွေရောညီမအမတွေပါစုသွားတယ်တရေလည်းမတွေ့ပါဘူးဘယ်သူမှလည်းအချောက်မခံရဘူးတယောက် ထဲတော့မသွားရဲကြဘူးကြောက်လို့တော့မဟုတ်ပါဘူးလေလော်တဲ့အခါတယောက်တည်းဆိုအယံပင်မန်းလိုပါဒါကတော့ဥထွားချံအကြောင်းကိုရှေ့မီနောက်မီလူကြီးတွေစီကဗဇက်ရဇဝင်လေးမင်းမြန်ဆက်စုထားသမျှကိုဖောက်တယ်ပြန်ချလိုက်ရခြင်းပဲဖြစ်ပါတယ်ဇလန်းလေးကဒီမှနေပြီးဆုံးသွားပါပြီရှင်ဇလန်းလေးကိုရေးသားပေးတဲ့မိုးရေးသားရှင်ကိုလည်းလေးစားစွာနဲ့ credit ပေးရင်အားလုံးပဲ good night ပါရှင်